DVB Digital Fast တော်တော့ဗါလေတရားဥပဒေစိုးမှုတွေဗါရှောက်ထုတ်နေတာအဲ့ဥစားတွေစစ်မှုတန်းဟာယူဦးမေအောင်လာထုတ်တယ်အောက်မှာလှုပ်ရှားတယ်ဟမ်အဲ့ဒီလှုပ်ရှားတော့နိုင်လားဆိုတော့မနိုင်ဘူးစစ်ကောင်ဆောင်တွေစစ်ဘုတ်ကြိုးတွေနဲ့တိုင်းမှုတွေကိုပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့တဲ့စစ်တပ်ထောက်ခံသူဇော်ဖိုးအင်းကိုစစ်ကောင်စီကအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုံမှန်3ခါခွေ15နဲ့ဇွန်လ10ရက်နေ့ကထတ်တိုးအမှုဖွင့်လိုက်ပါတယ် ဇွန်လ2ရက်နေ့ကပြည်သူ့နေအိမ်ကနေဖမ်းဆီးလာတဲ့ဇော်ဖုံးရင်းကိုနန်းတို့စစ်ကြောရေးမှစာရဖအဖွဲ့ကတပတ်တာစစ်ဆေးပြီးရဲ့နောက်မူလကနဦးဖွင့်ထားတဲ့ပုံမှ95ကာကြီးနဲ့ပုံမှ66ကာကြီးအပြင်အကျန်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ပါထပ်တိုးအမှုဖွင့်ထားတယ်လို့လပခတိုင်းနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်စစ်တပ်ထောက်ခံတဲ့ဆိုပြီးတော့စစ်တပ်ကပဲတောက်လျှောက်ဆဲနေတော့သူ့ကို NUG ကလွတ်တဲ့တရှိုးဆိုပြီးတပ်ထောက်ခံသူတွေကပဲဝိုင်းတိုင်တာလက်ရှိအခြေအနေထိတော့အမှုဖွင့်ထားတာပုံမှ3ခုရှိပြီးတော့သူ့ကိုပို့ကုန် တရားမွန်ကုံသွယ်မှုတွေအတွက်ပါထပ်ဆစ်နေတယ်လို့ပြောပါတယ်ကျန်းဖက်တိုက်ပြည်ဥရီပုံမှ3ခါဝင်15မှာအကျန်းဖက်အုပ်စုတစ်ခုခုမှာဖြစ်စီအကျန်းဖက်လုပ်ငန်းဆောင်ရွက်မှုဖြစ်စီစီယုံတင်းသွန်းတာတိုက်တွန်းတာဝါရဖြန်တာတို့အတွက်အကျုံးဝင်တယ်လို့တရားတော်တော်ရှင်းနေသူကပြောပါတယ်ဒီပုံမှကအာနာသိမ်းပြီး6လတန်တန်တိုးပြီးစစ်တပ်ကပြင်လိုက်တဲ့ဥပဒေကျန်းဖက်တိုက်ပြည်ဥရီပုံမှ52ရဲ့ပုံမှခွဲတွေပေါ့ NUG PDF နဲ့ EO တွေကိုထောက်ခံအားပေးရင်ဖွင့်တဲ့ပုံမှမျိုးပါ1900နှစ်ကနေ10နှစ်ထိကြာနိုင်တယ်လို့ အဲ့ဒီရှင်းကြီးကပြောပါတယ်။ဇော်ဘုံရင်ဟာလက်ရှိရဆိုင်နေရတဲ့ပုံမှန်တွေအပြင်ရန်ကုန်တိုင်းတောင်တကုံမြို့နယ်ရဲစခန်းမှာလည်းမေလ၈ရက်နေ့ကလူရန်စားဘဝတူးတက်မြန်မာရေးပါတီကထွေထွေတွင်းရင်မှုဒေါ်မမိုးခိုင်ကစစ်ကောင်းဆောင်တွေကိုဆဲဆူလို့ဖွင့်လှစ်ထားတဲ့ပုံမှန်66ကာကြီးကိုလည်းတရားရင်ဆိုင်ရမှာဖြစ်ပါတယ်။တက်ထောက်ခံသူဇော်ဘုံရင်ကိုဖမ်းဆီးဖို့စစ်လော်ဘီတွေဖြစ်တဲ့ဟန်ငင်းဦးအောင်မင်းဘာညွန့်ကျော်စွာကိုသက်စတဲ့သူတွေကသတင်းပေးခဲ့ကြသလိုကျော်စိုးပောက်ကူတော်ဒဇင်ဦးနဲ့ မပုတူတို့ကလည်းအမှုနဲ့ပတ်သက်ပြီးအကူအညီမပေးတဲ့အတွက်တက်ထောက်ခံသူတွေနဲ့ပြည်သူ့စစ်အဖွဲ့တွေကြားမှာဝေမံမှုတွေရှိနေပါတယ်။အဲဒီလေးမှာရှိတဲ့ပြည်သူ့စစ်တယောက်မှမခွင့်နေတော့ပြည်သူ့စစ်တွေအကုန်ဖျက်သိမ်းတယ်လို့ပြောလိုက်။နော်အဲ့ဒါဘယ်ရလဲ။ကကနေတွေကကနေကနေတရားဝင်ပြောလိုက်ပေါ့။ခမားတို့ကခိုင်းကောင်းတဲ့အချိန်ကျတော့လုံခြုံရေးကျတော့ခိုင်းပြီးတော့မှ